ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ်0ရွာမှာရှိတဲ့စစ်ပေးဆောင်ပြည်သူများနေထိုင်တဲ့ဖုန်ကြီးကျောင်းကိုအကြမ်းမဆက်တက်ကလေရင်နဲ့ဘုံကျဲတက်ခတ်ရာပြည်သူတအုပ်တေဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇွန်လ16ရက်နေ့မိုးလယ်တနင်္လာ22မိနစ်အချိန်မှာမြိုင်မြို့နယ်0ရွာမှာရှိတဲ့စစ်ပေးဆောင်ပြည်သူတွေနေထိုင်တဲ့ဖုန်ကြီးကျောင်းကိုအကြမ်းမဆက်တက်ကဂျက်ဖိုင်တာနဲ့ဘုံကျဲတက်ခတ်သွားတယ်လို့သိရပါတယ်။၎င်းတက်ခတ်မှုအတွင်းမှာစစ်ပေးဆောင်အမျိုးသမီးတအုပ်တေဆုံပြီးတော့ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိက2ဦးဟာဒဏ်ရာအခြေအနေ င်ဆိုးရင်ရတယ်လို့သိရပါတယ်။ဇေဒီပထိုးများနဲ့ဖုန်ကြီးကြောင်းလဲထိမှန်ပြစည်းသွားတယ်လို့သိရပါတယ်။စစ်ဆောင်တွေနေတဲ့ဖုန်ကြီးကြောင်းကိုဘုံကျဲသွားတာပါ။အမျိုးသမီးတဦးတေဆုံးတယ်။ထိခိုက်ဒဏ်ရာရတဲ့သူတွေများတယ်။ခုနှစ်ဦးလောက်ရှိတယ်။ဒဏ်ရာရတဲ့နေရာမှာနှစ်ဦးကဆိုးရင်ရတယ်။ကလေးငယ်တွေလည်းသတိလက်သွားတာတွေရှိတယ်။ကံမအပါဝင် ေါက်လန်းအနီးတဝိုက်ကရွာတွေကပြည်သူတွေကဖုန်ကြီးเจ้าမှာစစ်ဆောင်နေကြတာပါဖះရှိခိုးတဲ့နေရာကိုကြာသွားတာအသက်အရွယ်ကတော့မသိရသေးဘူးလို့ဒေသခံပြည်သူတို့ကပြောပြထားပါတယ်အချက်မဲ့ဆက်တကမြိုင်မြို့နယ်တောင်ပိုင်းဇီရိုကြီးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ